ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 1ရက်နေ့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကကျွန်တော်ပထမဆုံးတပြတ်ချင်တဲ့အကြောင်းအရာကတော့မန္တလေးမြို့အနောက်ဖက်နော်5ကီလိုမီတာမှာဆိုလို့ရှိရင်အောက်ခံမှာဒီအနက်6ကီလိုမီတာမှာနေပြီးတော့ငါဒါပေမဲ့ညငါအဆင့်ရှိတဲ့မိငလေးကိုလှုပ်တယ်။နောက်တစ်ခုကညင်အောင်သုံးဖွဲ့ညင်အောင်သုံးဖွဲ့ရဆိုလို့ရှိရင်ဒီနေ့အပြစ်ခတ်ရက်စီးတယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်။ညင်အောင်သုံးဖွဲ့လို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနောက်ဖက်က ဒီ TNL လို့ MND လို့လည်းပါတယ် AA ပါတယ်ဒီ၃ခွေကိုနေပြီးတော့ညောင်၃ခွေလို့ခေါ်တယ်ဆိုတော့ဒေါက်တာနာမီကြီးရဲ့တတညာနှစ်ခုပထမလိုင်းရောဒုတိယလိုင်းရောငါအဲ့လိုမျိုးဆင်းနေခဲ့တယ်နော်ဒေါ်လာရေးကိုနေပြီးတော့နုံနုံကြကြဖြစ်အောင်နော်ပထမဆုံးဖို့ဆောင်ခဲ့တဲ့အဖွဲဖြစ်တဲ့ဒီ၃ခွေကနော်ဆိုတော့သူတို့နှစ်ယောက်သူတို့၃ယောက်ဟာဆိုလို့ရှိရင်တော့ပြစ်ခတ်ရက်ဆင်းလိုက်ပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဒီလိုပြစ်ခတ်ရက်ဆင်းရဲမကြညာခင်မှာနေပြီးတော့ AR ဒီတိုင်းတို့အခုကြောက်ဖြူတို့စစ်တွေတို့စသဖြင့်ဒီပုဂိုးတို့မကွေးတို့ ဒီနေရာတွေမှာကြီးကြီးတိုက်ပွဲတွေဖြစ်တယ်เนาะဆိုတော့အဲ့ဒီမှာ AIOD တိုက်မှာဖြစ်ပွားတဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့เนาะရေးကြီးငတိုင်းချောင်းအသုံးစသည်ဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်တိုက်ပွဲတွေကြီးကြီးဖြစ်တယ်ဆိုတော့အမတ်တလို့ခေါ်တဲ့အမြောက်တပ်344အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီကာကင်းကတစ်ခုလုံးပြုတ်ထွက်သွားတယ်အဲ့ဒီမှာပြူစောတိအယောက်ပေါင်း100เนาะအယောက်ပေါင်း100တည်ဆုံသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဒီအင်းလေးမှာဆိုလို့ရှိရင်တော့မင်းကလေးလှုပ်တယ်အင်းချေထောင်ပေါင်းမြောက်မြောက်ဆိုဖြစ်စီတယ်အဲ့ဒီမှာအယောက်ပေါင်း100တည်တယ် ဆိုတော့အဲ့ဒီအင်းအင်းလေးကပြန်မှရှိလဲဆိုလို့ရှိရင်တော့ရှမ်းတောင်ညုံရွှေမှာရှိတယ်เนาะဆိုတော့အဲ့ဒီနေရာမှာဒီအင်းလေးမှာနေပြီးတော့ကပါရခက်ခေးသေးတော့ဘာလို့ရှိတယ်အင်းလေးဆိုတာကရေထဲမှာနေပြီးတော့ဆောက်တဲ့အင်းတွေဖြစ်တယ်ဆိုတော့အဲ့ဒီပြန်ရတော့ရေထဲမှာအင်းတွေကိုဆောက်ပြီးတော့တကယ့်နာမည်ကြီးတဲ့လေတွေနဲ့ပဲသွားတယ်အင်းဒီအင်းလေးတော့ဘာလို့ဆိုလို့ရှိရင်တော့เนาะဆိုတော့အဲ့ဒီမှာမြင်ကလေးထုတ်တဲ့အခါကျတော့အင်းချင်ပေါင်းမြောင်များစွာပြည့်စည်သွားတယ်အရောက်ပေါက်တရားသေးတယ်နောက်တစ်ခုကကချစ်ပင်နေတော့မူးညက်ခရဲမှာဆိုလို့ရှိရင်တော့ KNA ရဲ့ ဒီတမ်းမှာရှေ့နေမြဖြစ်တဲ့အဲ့ဒီမှာစကစကပုံချေတယ်နော်ပုံချေတဲ့ခါကျတော့အဲ့ဒီမှာစစ်သားတွေနော်တင်တန်းသားအစ်စ်တွေနော်အစ်စ်တွေအဲ့ဒီမှာတင်တန်းသားတွေ38ယောက်တည်တယ်28ယောက် ထိခိုက်ဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုဒီနေ့ KNY ကထုတ်ပြန်တာဖြစ်တယ်ဆိုတော့စကစားတော့ဒီမင်္ဂလင်တန်းကိုကြီးကြီးခံနေတဲ့အချိန်မှာဒီတိုင်းရင်သားလက်နက်ကင်တွေနော်သူတို့ပြစ်ခတ်ရဆေးဖို့ပြောတာတော့မှသူကတော့ဆက်ပြီးတော့အဲ့ဒါကိုညင်းပေးပြီးတော့ဆက်ပြီးတော့ဒီတိုက်ပွဲတွေကိုပေါ်ဆောင်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းမြောက်ငုံချုံမှာဆိုလို့ရှိရင်တော့တောလှရွာဒီဘရော့ခါရီရွာပေါ့နော်အဲ့ဒီရွာကနေပြီးတော့သူစကစားကပုံချဲတယ်နော်ပုံချဲတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း 9ဦးတည်တယ်ဆိုတဲ့ဟာကို TNLA ကညင်ပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကမန္တလေးတိုင်းပျော်ပွေမြို့မှာဆိုလို့ရှိရင်မင်းကလေးလှုပ်တဲ့တန်ကြောင့်เนาะအဲ့ဒီမှာဆိုလို့ရှိရင်ပြည်သူလူထုအယောက်ပေါင်း160เนาะ160တိထိသေဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်။နောက်တစ်ခုကဒီ Granny ပြည်နယ်ဘောလခေမှာဆိုလို့ရှိရင်တော့ဒီ Womanland ဆိုတဲ့စခန်းကိုเนาะစကဆိုင်ရဲ့စခန်းကိုနေပြီးတော့အဲ့ဒီမှာတင်ပိုက်လိုက်တယ်အဲ့ဒါက KA ်အဒီကရနီကခေဖွေးတယ်ပေါ့နော်ဆိုတော့သူတို့ဖက်ကလည်းတယောက်ကြာဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်စကားစားဖက်ကတော့လေးယောက်ကြာဆုံးသွားတယ်ပြောလို့ရှိရင်တော့အဲ့ဒီစခန်းကိုလည်းရရှိသွားတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်ဆိုတော့မင်္ဂလယန်တန်ကိုခံတဲ့နေရာတွေမှာတော့မင်္ဂလယန်ရဲ့ဒီမင်္ဂလယန်တန်ရဲ့အကြီးအကျယ်ကိုရက်ခတ်မှုခံရပြီးတော့ဒီဖက်မှာမင်္ဂလယန်မရှိတဲ့နေရာတွေမှာကြာတော့ကျွန်တော်တို့တိုက်ပွဲတွေနဲ့အကြီးအကျယ်နောက်ပြစီဆုံးရှုံးမှုတွေရှိတယ်လေရင်ပြန်တဲ့ပုံကျဲတဲ့တိုက်ခိုက်တဲ့ဒီဖက်ကလည်းတော့အဲ့ဒီမှာ နော်စခန်းတွေကိုတိမ့်နေဆိုတဲ့ဟာတော့ရှိရဲ့နော်ဆိုတော့တချို့နေရာမှာကျတော့တကယ်နော်ဒီကြေကွေးပွေရတွေဖြစ်ပြီးတော့တချို့နေရာတွေမှာကျတော့လည်းနော်တကယ်လူပွေးတွေလုတ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကကျွန်တော်တို့မန္တလေးမှာဆိုလို့ရှိရင်တော့ရှင်ပြုမင်္ဂလာလူပွေးလုတ်တာနော်ပြည်သူလူထုတွေဒီလောက်သေးတာနော်သူတို့ကအဲ့ဒီမှာလူပွေးတွေနဲ့ကားတွေနဲ့ တန်းစီပြီးတော့เนาะအဲ့ဒီမှာပျော်ပွေးရှင်ပွေးတွေကပွေးတွေလောက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါမန္တလေးမှာเนาะမန္တလေးမှာအဲ့ဒီဗီဒီယိုဖိုင်ကတော်တော်ကိုနာမည်ကြီးတယ်တော်တော်ကိုလည်းရှုတ်ချခံရတယ်အပြစ်တင်ခံရတယ်เนาะအဲ့ဒီအလူပွဲကဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သွားကြည့်လို့ရတယ်တော်တော်နာမည်ကြီးရဲ့အဲ့ဒီအလူပွဲကသူတို့ဘယ်လိုလုပ်လဲဆိုတာเนาะအဲ့ဒီကားတွေနဲ့ဒီမြင်းတွေနဲ့ရှင်ပြူရှင်လုံးပွဲ လုတ်တယ်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ဆောက်အိုးတွေဟာဆိုလို့ရှိရင်ပြိုလဲနေတဲ့ကြာပြီးတော့အဲ့ဒီလမ်းကနေပြီးတော့သူတို့အဲ့လိုမျိုးအလှပွဲလုတ်တယ်နော်အလှပွဲလုတ်တယ်အဲ့ဒါကရှင်ဖြူပွဲအဲ့လိုမျိုးနေရာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့တချို့နေရာမှာတော့နော်တကယ်မြေကြီးချစရာနော်တကယ်မြေကြီးထဲမှာလူတွေရာဆိုလို့ရှိရင်အစုလိုက်ပြုံလိုက်တည်တဲ့အချိန်မှာနော်ရှင်ပြူမင်္ဂလာထဲမှာတခါတကယ်ပျော်ပွေရှင်ပွေအကပွေတွေနဲ့ဒီမန္တလေးမှာဇင်နွေးတဲ့အဲ့ဒါတွေကလည်းတကယ်ရုပ်ပြဆင်းပြ နော်လူပွေးတယ်ကျွန်တော်တို့တွေ့လိုက်ရတယ်နော်တွေ့လိုက်ရတယ်ဆိုတော့လူမှုကွန်ရက်ပေါ်မှာတချို့လူတွေတွေ့လိမ့်မယ်တချို့လူတွေတွေ့မှာမဟုတ်ဘူးဆိုတော့မတွေ့တဲ့လူတွေအတွက်တော့ channel မှာသွားပြီးတော့သွားချေလို့ရတယ်နာယူဝဲတော့နောက်ကြမယ်နော်ဆိုတော့ subscribe လုပ်တာပေးဖို့တော့လိုလိမ့်မယ်ဆိုတော့ကျွန်တော်တင်တဲ့ခါ YouTube ကနေပြီးတော့ပို့ပေးမှာဖြစ်တယ်နောက်တစ်ခုကနေပြီးတော့မှာဆိုလို့ရှိရင်လည်း 4.9စင်းစစ်တဲ့မင်းကလေးကိုထပ်ပြီးလှုပ်တယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။ဆိုတော့ဒီနေ့မင်းကလေးလှုပ်လို့သေတဲ့လူကဘယ်လောက်ရှိပြီလဲ။နော်ဘယ်လောက်ရှိပြီလဲဆိုလို့ရှိရင်စင်းကောက်လို့ရတာပေါ့နော်။ခုလောလောဆယ်1939နော်1939ကနေပြီးတော့ကျွန်တော်တို့သေဆုံးသွားတာကိုတွေ့ရတယ်3000တာကတ်သွားပြီ။နော်ဒါဒါမှကယ်လို့မရတဲ့လူတွေအများကြီးရှိသေးတယ်။နော်အဲ့ဒီမှာဒရာရရှိတဲ့လူတွေကတော့4500နော်4500ကျော်။အဲရရှိမှုကိုတွေ့ရတယ်။ ပြီးလို့ရှိရင်တော့ပြည်သူလူထုတွေအိုးအိမ်တွေပျက်စီးတာဆောက်အုပ်တွေပျက်စီးတာเนาะပျက်စီးတဲ့ဟာဆိုလို့ရှိရင်ဘလော့ထိရှိလဲဆိုလို့ရှိရင်၈တန်းခွဲเนาะ၈တန်းခွဲနေအိမ်ပေါင်း၈တန်းခွဲအဲ့ဒီမှာဆောက်အုပ်တွေနေအိမ်တွေဆိုင်ခန်းတွေဟိုတယ်တွေစသဖြင့်เนาะအကုန်အဲ့ဒါကိုထည့်ပြီးတော့တွက်ထားတာเนาะတွက်ထားတာဆိုလို့ရှိရင်၈တန်းခွဲရှိတယ်เนาะ၈တန်းခွဲရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အိပ်ပေကတော့တော်တော်ကိုပျက်စီးဆုံးရှုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုเนาะ UNG ကနေပြီးတော့ထုတ်ပြန်တယ်ဆိုတော့မအားလာကလေးဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ သူတို့နှစ်ယောက်ကစင်းတေဆုံးမှုစင်းရတော့ဒီတင်ရတော့တိတ်မကွာဘူးเนาะမကွာဘူးတွေ့ရတယ်နောက်တစ်ခုကဒီမော့ဆိုမှာဆိုလို့ရှိရင်တော့ဒီမင်းကလေးထုတ်တဲ့အတွက်ကြောင့်တွင်းနဲ့နော်တွင်းနဲ့နဲ့ကြီးဒေတရာလောက်နဲ့သွားတယ်เนาะညဒီမီဟာဆိုလို့ရှိရင်ပြုတ်ကျသွားတယ်เนาะပြုတ်ကျသွားတယ်အဲ့ဒီနေရာမှာဆောက်ဦးတစ်ခုခုရှိမယ်ဆိုလို့ရှိရင်เนาะဒီဘန်ကောက်က ဒီမင်္ဂလာတန်းကြောင့်ကျွန်တော်တို့ပြုတ်ချလာကိုချင်လိုက်နော်အဲ့လိုမျိုးဝူးခနဲ့ဆိုအောက်မှာပြုတ်ချသွားတယ်အဲ့ဒီပြတော့အောက်မှာတွင်းမရှိတဲ့အပေါ်မှာအပေါ်ရင်လောက်ပဲအဲ့ဒီဆောက်ကိုဆောက်တယ်အောက်မှာကတကက်တွင်းကြီးဖြစ်နေတယ်နော်တွင်းကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒါကိုပြုတ်ချပြီဆိုလို့ရှိရင်တော့တကက်အောက်ကိုဆင်းချသွားတာနော်ဆောက်အုပ်တစ်ခုပေတရာဆိုတာနေတော့မဟုတ်ဘူးနော်ပေတရာရဲ့အနက်ကနေတော့မဟုတ်ဘူးအဲ့ဒီနေရာမှာဆောက်အုပ်ရှိတယ်ဆိုလို့ရှိရင်တော့ပြီးပြီး နော်အဲ့ဒီထက်မှဆင်းချတော့မှာပဲအိုးခနဲ့နော်ဆိုတော့အဲ့ဒီ granny ပြည်ထဲမှာအဲ့ဒီ twin နဲ့တစ်ခုကိုဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ BGF နော် BGF ရဲ့ကောင်းဆောင်မှုချစ်သူနော်တော်တော်ကိုနာမည်ကြီးတယ် ကြာဖြန့်ကိစ္စနဲ့ငွေရေးကြေးတွေတော်တော်ချမ်းသာတယ်ဆိုတော့ကိုလူအများသိတယ်ဆိုတော့ဒီနေ့ဒေဇင်းမှာဆိုလို့ရှိရင်တော့ဒီ3000ခွေနော်သင်းပေါင်း3000ခွေကိုလူတက်မယ်လို့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့သူဘလောက်ချမ်းသာတယ်ဆိုတာအဲ့ဒါကိုချိန်လိုက်တော့ဆိုတော့သူလူတန်းထားတဲ့အရာတွေကကျွန်တော်တို့အဲ့ဒီမှာဒီကြာဖြန့်ခိုင်းမှာလုတ်တဲ့ passion ရှိတဲ့လူတွေတကိတ်တယုတ်တစ်သေးတွေငငတ်အကြီးကြီးတွေထိုင်းဖက်က နော်တကယ်ပါဝါပတ်သက်တဲ့အခြေခဲတွေဒီဖက်ကဒေါ်လာရင်းဖက်ကအဆုံးပါပဲနော်အဲ့ဒါကြောင့်အဒီကြောင့်ပြန်ကိုတိုက်ဖြတ်လို့မနိုင်ဘူး။ဘာဖြစ်ဆိုတော့တကယ်ကောင်းတယ်အဲ့မှာရှိနေတယ်။ဆိုတော့သူတို့ရဲ့ပါဝင်မှုတွေလည်းရှိမှာပေါ့နော်။ပါဝင်မှုတွေလည်းရှိမယ်၊လူတန်းမှုတွေလည်းရှိမယ်။အဲ့ဒီအလုံးဝတွေအကုန်လုံးစုပေါင်းပြီးတော့လည်းဖြစ်နိုင်တယ်။ဒီလိုရှိရင်တော့သူ့ရဲ့ရာစုသူ့ရဲ့ငွေလည်းဖြစ်နိုင်တယ်ဆိုတော့သိန်းပေါင်းဘလောက်လူတန်းလဲဆိုလို့ရှိရင်၃ပေါင်းခွေနော်။ဆိုတော့အဲ့ဒါကငမင်းကလေးမှလူတန်းလူတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါလည်းဝန်သားစရာပါပဲနော်။အဲ့ဒီ တကယ်ဒုက္ခရောက်တဲ့လူတွေအတွက်အထောက်အကူတစ်ခုတော့ပြုသွားမယ်။နော်အဒါကကျွန်တော်တို့တိထားမိဟာကဒီပတ်စံကဒီကြောက်ဖြန်းကရတာဘလောက်ထိငွေအင်အားကောင်းလဲဆိုတဲ့ဟာကိုအဒါကိုကျွန်တော်တို့နော်တိထားဖို့လိုတယ်နော်တိထားဖို့လိုတယ်ဆိုတော့အဒါကတကယ်နော်ဘလောက်ချမ်းသာလဲဆိုတာ တိမ်ပေါင်းသုံးဆောင်ကျော်ထူတာတော့မှသူ့အတွက်ကမုတ်ဖိုးလေးပဲရှိသေးတယ်နော်ထူတယ်ဆိုတာမုတ်ဖိုးလေးပဲကျွန်တော်တို့တကယ်မရှိတဲ့လူတွေထဲမှာဒါတော့မှတင့်တရားရှိတယ်တင့်တရားကိုအကုန်လုံးအငတ်ခံမလို့လူတွေဆိုတော့ဘယ်သူမှမရှိဘူးထူတယ်ဆိုတာ person စေပုံပုံလို့တပုံလောက်ပဲရှိတယ်နော်တပုံလောက်ပဲထူတယ်ဆိုတော့ဂျန်နဲ့ကိုးပုံကသူ့မှာလေပတ်ဖို့သူ့ရဲ့နော်စီပွားရေးလေပတ်ဖို့အတွက်အစင်သေးရှိနေပြီသားပဲနော် ်ဘက်ဒီမှာအစွန်ဖြားလေးပဲဖြစ်တယ်တော့အဲ့ဒီပတ်စံလေးကတော့ဘလောက်ချမ်းသာလဲဆိုတာအဲ့ဒါကိုပဲချိန်လိုက်တော့နောက်တစ်ခုကကျွန်တော်တို့ကိုယ်ခိုင်မှာနော်ကိုယ်ခိုင်မျိုးလေးမှာဆိုလို့ရှိရင်တော့ပြေထောင်စုလမ်းမပေါ်မှာအချင်းချင်းခြားကြတာနော်အချင်းချင်းခြားကြတာအဲ့ဒါက TNL နဲ့ MNDA သူတို့နှစ်ယောက်ကညီကိုပဲနော် DTNL ကတော့ညီကိုရောမိတ်ဆွေရောဘာမှမသိဘူးနော်ဆွဲတာပဲနော်ဆွဲတာပဲဆိုတော့အခုဒီ TNL နဲ့ဒီ MNDA ဆိုလို့ရှိရင်ဒီမြင်ကလေးကိစ္စနဲ့ အတူနော်ဒီဟာမှာကေဆယ်ရဲကိုလုတ်ဖို့အတွက် MND ကနေပြီးတော့အဲ့ဒီမှာမလုတ်လဲဆိုတော့ဒီကားတွေကိုတားတယ်တားပြီးမှအလူတွေလိုက်ကောက်တာပေါ့နော်အလူငွေတွေလိုက်ကောက်တယ်ဆိုတော့ဒီဖက်က TNLA နဲ့ TNLA ရဲ့ဒီရဲတွေပေါ့နော်ရဲတွေနဲ့သူတို့ပฏิပခဖြစ်ပြီးတော့အဲ့ဒီမှာခိုင်ရင်ဖြစ်ပွားတာနော် TNLA ကတော့နည်းနည်းတော့ခက်ဆွဆွာရှိတယ်နော်ခက်ဆွဆွာရှိတယ် MNDA နဲ့လည်းခြားတာပဲเนาะခြားတာပဲဆိုတော့ KAI နဲ့လည်းခြားတာပဲ PDM နဲ့လည်းခြားတာပဲ ဆိုတော့တော်တော်ကိုစွာတဲ့ပုံစံမျိုးတော့ရှိတယ်ဆိုတော့အဲ့ဒီတတိယကိုလည်းဒီနေ့လူမှုကော်ရက်ပေါ်မှာတတိယမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 1ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့အနောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပေးကျွန်တော်ဒီ